ပြင်သစ်နိုင်ငံမှာအာကစားကွင်းထဲဆင်းသက်လာတဲ့လေဒီသမားတဦးအာကစားယုံအမိုးနဲ့ချိန်မိပြီးတွဲလောင်းဖြစ်နေလို့ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ April 6ရက်နေ့ကဥရောပရက်ဘီချန်ပီယံများဖလားပွဲစဉ်တစ်ခုကို Toulouse မြို့မှာကျင်းပခြင်းရက်ဘီဘောလုံးကိုလေဒီစင်ပြင်သစ်စစ်သား၂ယောက်ကကွင်းထဲယူဆောင်ပြီးလာပို့ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ပထမလေဒီသမားကကွင်းထဲကိုအောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ပေမဲ့ဒုတိယတယောက်ကတော့အစင်းမှလွဲကြော်မှုနည်းနည်းရှိခဲ့ပြီး လေထီးနဲ့အားကစားရုံအမိုးစွန်ချိန်မိပြီးတော့မြေမျက်နှာပြင်အထက်15မီတာလောက်မှာတွဲလောင်းကြီးဖြစ်နေခဲ့တာပါအဲ့ဒီနောက်မိသက်ကားတစ်စီးကလှေကားထောင်ပြီးသူ့ကိုသွားကယ်ဆယ်ခဲ့ရပါတယ်ပြင်သစ်စစ်တပ်ရဲ့ဗိုလ်ကြီးအဆင့်အရာရှိလေထီးသမားဟာတစုံတရာထိခိုက်ထားဟန်မရှိဘဲလေထီးကိုဖြုတ်ယူရမှာမိသက်သမားတွေကိုတောင်ကူညီပေးနေခဲ့ပါသေးတယ်သူ့ကိုအန်တရယ်ကင်းကင်းကယ်ဆယ်နိုင်ခဲ့ပြီးချိန်မှာတော့တကွင်းလုံးကပြိတ္တတွေဟာကောင်းကြီးဩပါပေးခဲ့ကြတာပါ ကယ်ဆယ်ရေးလှုပ်ဆောင်နေခြင်းအတော့တွင်အဲ့ဒီနေရာတဝိုက်ကပရိသတ်တွေကိုတော့ယာယီရွှေ့ပြောင်းစေခဲ့ရပါတယ်။ပြီးတော့အကွင်းအပြင်ဘက်မှာပရိသတ်ကလေးငယ်တွေဆော့ကစားဖို့ထားရှိတဲ့ပျော့ပျော့အီအီလေထိုးကစားကွင်းကြီးကိုပါကွင်းထဲကိုလိုရမယ့်ရွှေ့ပြောင်းထားခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။ Ancient Toulouse အသင်းနဲ့ England Rugby Club Sildo ရဲ့ပွဲစဉ်ကိုတော့အခုဖြစ်ရကြောင်းသတ်မှတ်ချိန်ထက်မိနစ်40လောက်နောက်ကျပြီးမှစတင်နိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။